ီကတော့ဘာလဲဆိုတော့ကျွန်တော်ဟိုအထက်ရောက်နေတုန်းကပေါ့နော် ကျွန်တော်နဲ့အတူတူဘေကျင်းဟိုပါပေါ့စားရွက်ခေါ်မှာပေါ့အထက်မှာဆိုတော့စားရွက်ခေါ်တာပေါ့ဒီသူ့ရွာမှာဖြစ်ခဲ့တဲ့ဒီကြီးခင်အကြောင်းကိုသူကပြောပြတော့ကျွန်တော်တအားစိတ်ဝင်စားပြီးတော့တကယ်လို့မြန်အပြင်ရောက်ခဲ့လို့ရှိရင်ကြုံရင်အဲ့ဆက်ကလေးတော့ကြုတ်ကိုရေးပေးသားမှာကြုံရိုက်ချင်လို့ပါလို့ပြောထားပြတဲ့အချိန်မှာသူကအရင်လွတ်သွားတယ်ဖီယမန်ဆိုတာတဲ့ဒီဟာတွေကမိသားစုတိုင်းမိသားစုတိုင်းမှာဖြစ်လိဖြစ်တာရှိတဲ့ဟာတွေအများကြီးတွေ့ကြရပေါ့နော် စိတ်နှတောင်းစိတ်နှတောင်းဟုတ်တယ်ကြီးကင်းရဲ့နှတောင်းကစိတ်နှတောင်းစိတ်နှတောင်းကနည်းနည်းရှားရတာပေါ့နော်ရှားရှက်ပြီးတော့ဘူးတော့နှီးစက်ရလေးတခုတော့ရထားပြီးပြီမိတ်ဆက်ရမယ်ဆိုရင်တော့အခုကျွန်တော်ဇလန်တွဲလေးတခုရိုက်မှာပေါ့နော်ကြီးခင်ရဲ့နှတောင်းဆိုတဲ့ဇလန်တွဲလေးတခုရိုက်ဖို့တော့ကိုအဲရိုက်နေကြတရုတ်ဆောင်ဆိုတာထက်ကျွန်တော်လိုချင်တဲ့တရုတ်ဆောင်လေးတွေရှာဖွေတာပေါ့နော်ရှာဖွေတဲ့အချိန်မှာ ဲ့မှာတွေ့ရှိတဲ့ချိန်မှာဒါကတော့ယူဝတီအောင်တဲ့အဲဒီကလေးကလည်းဟိုအနုပညာအလုပ်ကိုအများကြီးတော့မလုပ်ဘူးသေးဘူးဒါပေမဲ့အဲ့လိုပေါ့ဟိုစိတ်တကြနေတာလားဘာလားတော့မသိဘူးဒီလိုပဲကိုနဲ့တွေ့တော့အဲဒီလိုလေးလုတ်ချင်တယ်လုတ်မလားဆိုပထမတော့တိတ်အားမရှိသလိုပဲနောက်ကျတော့သူဟိုသူတို့အားပေးရတာပေါ့နော်ဒီညီမကကျတော့မိန်ဝင်တာလားမိန်ဝင်တာအမျိုးသမီးများဟိုအင်းတော်ရှင်အင်းတော်ရှင် sorry အင်းတော်ရှင်အလမဲ့ပြိုင်ပွဲမှာဆုရတဲ့အမျိုးသမီးပေါ့ သူ့ကိုလည်းကျွန်တော်ကျွန်တော်ရဲ့ဇက်ကောင်မာဒီဒီဒီကောင်မလေးရဲ့အမေလောက်ရမှာပေါ့နော်အဲ့ဒါလေးကိုတိတ်ခုခေအကကြတော့လေအရင်ကြီးအမေဆိုမဲ့လည်းအဲ့လိုမဟုတ်ဘဲနဲ့အဲ့လိုလေးရွေးချယ်လိုက်တာပေါ့နော်တရားတရားဒါတော့မှုတခင်ကိုဆိုတာဒါကျွန်တော်ရဲ့တူမလို့လည်းပြောလို့ရတယ်တမီးလို့လည်းပြောလို့ရတယ်ဘာဆိုတော့သူငဲငယ်ပေါ့စနာကလေးကသူတို့အမေတို့ဘာလို့ဆိုတော့ကျွန်တော်တို့တရက်ကတည်းနေခဲ့တာပေါ့နော်ကျွန်တော်ရဲ့ပထမအုပ်စုခိုးဆိုးလူနိုင်မှာစပြီးတော့မျက်မျက်မြင်နေရတယ်သူ့ကိုသေဆောင်ခိုင်းခဲ့တာ ဒါတော့ငိမ့်ဆုဆုတွေတဲ့အခုတော့သူ့နာမည်လေးကျွန်တော်ပလဲနီဆိုပြီးပြောင်းပေးထားတယ်အဲဒီကလေးကကျတော့မင်္ဂလာတော်မှာနေတာသူလည်းကျွန်တော်ဒီလိုပဲဆက်သွဲလာတာဝါသနာအရန်ပါတဲ့ကလေးတွေဖြစ်တဲ့ခါကျတော့ကဲဟုတ်ပြီငါအတက်နိုင်ဆုံးတော့ဟိုကုညီနိုင်တာကုညီမယ်ဆိုပြီးတော့ကျွန်တော်အလိုလေးပေါ့တော့ကျဲစင်ပေါ့သူကတော့လက်ရှိသူဟိုရိုက်နေရတဲ့အများကြီးရိုက်နေရတဲ့ထင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်မြင်လိုက်တဲ့ခါကျတော့အာဒီဒီအမျိုးသမီးလေးကိုကြည့်လိုက်တော့အော်သူ live စီးတွေပါရောင်းလာလဲတွေ့တယ် တွေ့တဲ့အခါကျကျွန်တော်ဆက်သွယ်တော့သူတို့ကလင်မြတ်နှစ်ယောက်လုံးကဟိုတရုတ်ဆောင်နေဆိုတော့လေအဲ့ဒါသူတို့လည်းဒီကားလေးမှာကျွန်တော်နေရာလေးတစ်ခုရှိတယ်နှစ်ယောက်လုံးမိသားစုတစ်ခုလုံးတရုတ်ဆောင်ပေးပါဆိုပြီးတော့အဲဒီကားမှာခေါ်တာဒီကတော့ဗာလဲဆိုတော့ကျွန်တော်ဟိုအထက်ရောက်နေတော့ပေါ့နော်ကျွန်တော်နဲ့အတူတူဘေကျင်းဟိုပါစားတွဲခေါ်မှာပေါ့အထက်မှာဆိုတော့စားတွဲခေါ်တာပေါ့သူကကျတော့အညာဘက်ကဗျဟိုမြိုင်ဘက်က အဲ့တော့သူနဲ့အဲ့လိုနေတဲ့ခါတခါလေကျရင်သူ့အကြောင်းကိုပြောပြသူ့ရွာအကြောင်းလေးတွေမေးလို့ရှိရင်အရင်နားထောင်လို့ကောင်းတာပေါ့နော်ရွာရဲ့ delay လေးတွေပါလေကိုကလည်းကြိုက်တော့အဲ့လိုနဲ့တရက်ပြောနေရင်လည်းသူကဒီဒီသူ့ရွာမှာဖြစ်ခဲ့တဲ့ဒီကြီးခင်အကြောင်းကိုသူကပြောပြတော့ကျွန်တော်တားစိတ်ဝင်စားပြီးတော့သူ့စီကနေကျွန်တော်ပြောထားတာပေါ့နော်တကယ်လို့မြန်အပြင်ရောက်ခဲ့လို့ရှိရင်ကြုံရင်အဲ့ဆက်ကလေးတော့ကြုတ်ကိုရေးပေးသမှာကြုတ်ရိုက်ချင်လို့ပါလို့ပြောထားပြီးတဲ့အချိန်မှာသူကအရင်လွတ်သွားတယ် တော့ကျွန်တော်ပြန်လွတ်လာတဲ့ခါကျတော့ကျွန်တော်လာကြိုတယ်သူကိုယ်တိုင်လာကြိုပြီးတော့အဲ့မှာတွေ့ကြတာပေါ့တွေ့ရင်လည်းကဲအဲ့ဒါဆိုအကောင့်ထဲပေါ်ပေးပြာဆိုတာနဲ့ဒီဇက်ကလေးကို तू ကជីခင်ရဲ့နှဒောင်းဆိုပြီးတော့နာမည်ကတော့ကျွန်တော်ပေးတာပေါ့နော် तू ကတော့ပြောတာတော့ជីခင်ចောင်းပဲပြောတယ်ကျွန်တော်နှဒောင်းဆိုတာဒီជីခင်ဟိုအရင်တော့ကျွန်တော်တို့ရှေ့မြန်မာလူမျိုးတွေ အမြတ်တနုပန်ကြတဲ့ဟာမျိုးလေးရှိတယ်အဲ့ဒါလေးကိုကျွန်တော်အကြောင်းပြုပြီးတော့မှဒီဇလန်လေးကိုရေးပြဖီးယမန်တော့မဟုတ်ဘူးခင်ဗျဖီးယမန်ဆိုတာတည်းဒီဟာတွေကမိသားစုတိုင်းမိသားစုတိုင်းမှာဖြစ်လိဖြစ်တတ်ရှိတဲ့ဟာတွေအများကြီးတွေ့ခဲ့ရပေါ့နော်တွေ့ခဲ့တဲ့အခါကျတော့အဲ့လိုမျိုးလေးတွေဒီဟာလေးကိုတော့ကိုလည်းပြန်ပြီးတော့ကမ်ဘက်အနေနဲ့ဇလန်တွဲလေးတစ်ခုရိုက်ရမယ်အမှန်တော့ရုပ်ရှင်ရိုက်ဖို့စ조사ခဲ့တာဒါပေမဲ့ရုပ်ရှင်ရအခြေအနေကကိုလည်းအခုချိန်မှာရိုက်ဖို့ကမလွယ်ဘူးထုတ်လုပ်တဲ့ဘက်ကလည်းအခက်အခဲတွေရရှိတယ် အဲ့လိုလေးတွေပြပြသမှုအခက်အခဲတွေလည်းရှိနေတဲ့ခါကျတော့ထုတ်လို့သူကကျွန်တော်ဒီဇက်ကိုကြိုက်တယ်ဒီပါဝါကင်းကကြိုက်တယ်ဒါပေမဲ့ဒီဇက်ကိုလည်းသူကရုပ်ရှင်လည်းမရိုက်နိုင်တော့ဟုတ်ပြီဇလန်းတွဲရိုက်ပါလားဆိုပြီးတော့သူတို့တိုက်တွန်းတယ်ပေါ့အိုင်ဒီယာတစ်ခုစဉ်းစားမိတော့ရိုက်နေကြလူတွေမဟုတ်ဖ ೇನೆ ဟိုအပြောင်းလဲလေးဖြစ်အောင်စဉ်းစားရင်ဘလို့နေမလဲအဲဆိုပြီးကျွန်တော်စဉ်းစားတယ်ပေါ့စဉ်းစားတဲ့ခါကျတော့ဟုတ်ပြီဟိုမင်းသားကိုတော့ကျွန်တော်ကိုကြော်တက်အောင်ရွေးလိုက်တယ်ပေါ့နော်နောက်တစ်ခါ တူတောင်ပေါ့တူတောင်လည်းဒါ character တစ်မျိုးဖြစ်အောင်ရွေးတယ်ပေါ့နောက်တကကိုအုပ်ကကျော်သူ့မြင်လိုက်လို့ရှိရင် gain star ကြီးသူက gain star ဟိုလာကိုအင်ဂျီတွေနဲ့ဘာတွေနဲ့ဥချောဥချောဆိုပြီးလုံတာလေသူ့ကိုလည်းကျွန်တော်ဒီထက်မှပုံစံပြောင်းမယ်ပေါ့နော်ဒီအညာသားကြီးတယောက်လူကြီးတယောက်ဆိုရင်ဘလို့ဖြစ်မလဲဆိုတဲ့ဟာမျိုးလေးပြောင်းလိုက်တယ်ပေါ့နောက်ခုနကဒီတမီးတွေပေါ့တမီးတွေဆိုလည်းကျွန်တော်အခုတိတိလောက်က ဟိုတရုတ်ဆောင်များများလှုပ်ဖူးတာဆိုလို့သူနဲ့သူပဲရှိမှာဒီအစ်စ်တရားလဲသူတို့မှာလမ်းကြောင်းပြောင်းနေတယ်လှုပ်ချင်တာလေးတွေရှိရှိကြတယ်ကိုစီကိုစီပေါ့နော်အဲ့ဒါလေးကိုကိုနိုင်တဲ့အနေနဲ့ဟိုတန်းနိုင်တယ်လို့လက်တွဲပြီးတော့ပို့ပေးလိုက်မယ်ပေါ့နော်တမီးတို့သားတို့ကျွန်တော်ကတရုတ်ဆောင်အနေနဲ့ပဲခေါ်တာတရုတ်ဆောင်အနေနဲ့ပဲဒီထဲကိုလာငါစီနီယာ तू ကတော့နာမည်ရှိတယ် तू ကတော့ ဖိုတိုမော်ဒယ်လုပ်ခဲ့ပူတယ်သူကတော့ဇလန်တွဲရိုက်ခဲ့ပူတယ်ဆိုတော့စီနီယာနဲ့တော့မလာနဲ့ဒီထက်မှအတိကျင်တာကကြီးခင်နဲ့မိသားစုဝင်ဒါပဲသိကျင်တယ်အဲ့ဒါမှလည်းကျွန်တော်တို့ကဟိုတက်ညီလက်ညီသွားလို့ရမှာလေကြီးခင်ရဲ့နှတောင်းကဘယ်လိုနှတောင်းလဲစိတ်နှတောင်းစိတ်နှတောင်းစိတ်နှတောင်းဟုတ်တယ်ကြီးခင်ရဲ့နှတောင်းကစိတ်နှတောင်းဒီစိတ်နှတောင်းလေးပဲသူ့မှာနောက်ဆုံးဟိုဟိုကဖြစ်တာပေါ့နော်စိတ်နှတောင်းတော့ဘယ်လိုများဖြစ်စင်တာစိတ်နှတောင်းကနည်းနည်းရှားရတာပေါ့နော်ရှားရှက်ပြီးတော့ဘူးတော့နီးစက်ရလေးတခုတော့ရထားပြီးပြီ ဒါပေမဲ့စိတ်တိုင်းကြလားဆိုတော့မကြောက်ဘူးဒါပေမဲ့အဲ့ခအခုခအဲ့လိုစိတ်နှတောင်းကငွေနဲ့လုံးမဲ့တော့10သိန်းကျော်လောက်ကြမယ်တဲ့ကိုရိုက်မှာဇလန်တွဲဆိုတော့အဲ့လောက်ကြည့်လဲမဖြစ်နိုင်တဲ့ခါကျတော့နီးဆက်ဆုံးရှာဖွေပြီးတော့အကုန်လုံးဝိုင်းကူညီတောင်းရတာပေါ့ဟာငါလည်းရှာကြပါဦးနင်းလည်းရှာကြပါအဲ့လိုတချို့ဆိုလဲနေရနေပြီးတော့သူအမေဝတ်ခဲ့တဲ့စိတ်နှတောင်းကဒီပုံလေးအဲ့လိုလေးပို့ထားတာရှိတယ်ပေါ့နော်အဲ့ဒီကမှနီးဆက်ဆုံးနီးဆက်ဆောင်ရှာဝယ်ပြီးတော့မှလောက်ရမှာ အဲ့ဘာဘာစိတ်နှောင်းရှာပေါ်တော့ပေါ်နေဒါတွေကစိတ်နှောင်းရင်းနဲ့ပတ်သက်တဲ့လူတွေကြီးပဲပေါ်လာ100%ပဲလေကျွန်တော်တယောက်တည်းမဟုတ်ဘူးအခုကဒါရိုက်တာတယောက်တည်းကောင်းနေလို့မရဘူးဒီဇလန်းမှာပါဝင်တဲ့လူတိုင်းလူတိုင်းကကောင်းနေဖို့လိုအပ်တယ်ဟလာဒီကလေးဆိုလဲသူတယောက်ဆောင်နဲ့သူကောင်းအောင်မယ်ဒီသမီးဆိုလဲသူတယောက်ဆောင်နဲ့သူကောင်းအောင်မယ်သူတို့တွေပန့်ပိုးမှာကျွန်တော်အကြောင်းခုနကကျွန်တော်စရိုက်ခရေမရိုက်ခင်ခရေပြောတာလေအားလုံးကကိုစီကိုစီအစွမ်းစားတွေတော့ရှိကြပါတယ် ဒါပေမဲ့မပြိုင်မင်းနဲ့ဇက်ပေါ်မှာတစ္ဆာရှိကြပါစို့ဆိုလို့ပြောတာအဲ့ဒီသဘောပေါ့နော်အဓိကဇက်ကိုတစ္ဆာရှိပြီးကျွန်တော်တို့လုပ်ပေးရမယ်ဆိုရင်ဒီတက်ဘုတ်အခုနောက်ပေါ့ဒီဒီထဲမှာလိုအပ်တဲ့မိတ်ကပ်ပေါ့မိတ်ကပ်ဆိုလဲဒါကျွန်တော်နဲ့အမြဲတစေလုပ်နေတဲ့ဇော်မျိုးမိတ်ကပ်ပညာရှင်ကတော့သူ့ပဲကိုကစကြရသူနဲ့ပဲတွဲလာတာဆိုတော့ဒီလိုလေးလုပ်ချင်တယ်အဲဒီနေ့တော့ဆက်သွဲပြီးတော့အကုန်လုံးချိန်ပေးမယ်အဲ make up test တွေလုပ်ချင်တယ်ဒီဟာကိုကြိုက်ပြီးတော့ခုနလိုချင်တဲ့ဟာပြန်ပြင်တယ် ဒါဆိုရင်ကျွန်တော်အလုတ်လုတ်တဲ့ရက်ကြလို့ရှိရင်ဟိုပါအချိန်မနှေးတော့ဘူးနော်ကိုအလုတ်လုတ်လို့နောက်တော့ကမှုတည်းလဲကောင်းတယ်လူတွေကလေအခုဆိုလဲဒါမိတ်ဆက်ပေးထားတာမိသားစုလို့ဆက်ဆံကြတယောက်နဲ့တယောက်အဖလဲထားကြအကိုရေးမောင်ရေးညီမရေးဆက်ဆွယ်အဲ့လိုမျိုးဆက်သက်ထားမှသာလျင်ကိုရောက်လို့ရှိရင်တယောက်နဲ့တယောက်ဟိုကလေမစိမ့်တော့ချစ်ချစ်ခင်ခင်ပြစ်သွားပြီးတော့ဝိုင်းပြီးတော့အာဒီဇက်ပေါ်မှာပို့ပြီးတော့ဟိုပို့ အားကောင်းမှာပေါ့နော်အဲ့လိုမျိုးအဲ့တော့အကောင်းဆုံးကတော့100%အကောင်းဆုံးဖြစ်ချင်တာပါကျွန်တော်တော့ဘုရားသခင်ရဲ့အဲ့လိုတော့ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ကျေးဇူး